City ကတော့ဒီဒီ brand ရဲ့ gap ကိုဖြည့်ဖို့ဒီ brand နဲ့ Rodri ပေါ့နှစ်ယောက်စလုံးရဲ့ gap ကိုဖြည့်ဖို့အတွက်တော့အချိန်ပြန်ရအောင်မထင်နဲ့။အမ Chucky တို့ဘာလို့ကောင်းနေဆိုပေမဲ့လည်းအဲ့လောက်ဒီလှင်လင်းမြန်မြန်နဲ့တော့ဒီ brand တို့နေရာကိုအစားထိုးမဲ့ပုံစံတော့မတွေ့ရဘူး။ အားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေဥစွာပထမဆုတောင်းပေးတာပို့သားလိုက်ရပါတယ်ဒါကျွန်တော်တို့ preview တင်ဆက်ပေးနေတာဖြစ်ပါတယ် Premier League ပွဲစဉ်30မှာတနင်္ဂနွေမှာတကယ်ကောင်းတဲ့ပွဲတစ်ပွဲရှိပါတယ်အဲ့ဒါတော့ Manchester City အသင်းနဲ့လက်ရှိအရန်ခြေစွာနေတဲ့ဘုံမောက်အသင်းတို့ရဲ့ထိတိုက်တွေ့ဆုံနေတဲ့ပွဲစဉ်ဖြစ်ပါတယ်ဒီစဉ်မှာလည်းကျွန်တော်တို့တူတာ Total Sport ရဲ့ပိတ်ကိုက်ရှိတူဦးဖြစ်တဲ့ကိုတက်ဆိုးကအတူတကွဆွေးနွေးတော့မှာဖြစ်ပါတယ်ညီလေးမင်္ဂလာပါမင်္ဂလာပါအဲ့တော့ Man City နဲ့ဘုံမောက်ပေါ့နော်ဘုံမောက်ကတော့အခုလိုလုံးဝမထင်ထားတဲ့ဟာတွေလှုပ်ပြနေတယ် တကယ်လည်းကောင်းတယ်ဗောနော်အဲ့တော့ Man City ပဲအရင်စားလိုက်မယ်။ Man City ကလက်တလုံးမှာတော့အခြေအနေလေးကိုပြန်တဲ့မဲ့အောင်ကြိုးစားရင်းနေပဲ။ ဒါနောက်ဆုံး Villa နဲ့ Premier League ပွဲစဉ်မှာရှုံးသွားတယ်ဂျာတန်းမှာ Swansea ကတော့1-3နဲ့နိုင်တယ် EFL ကဒါထားလိုက်ပါ Swansea နိုင်တာတော့ကတော့အခုတော့ဒါ Man City အတွက်စာဖွဲ့လောက်စရာတော့မဟုတ်ဘူးပေါ့အဲ့တော့သူတို့ရဲ့အခြေအနေကောင်းနေရအခုထက်နဲ့6ပွဲဆက်လိုက်တော့တယ်သူ2ပွဲဆက်ရှုံးနေဒါ Tottenham ကိုရှုံးနေ Brighton ကိုရှုံးနေအဲ့နောက်ပိုင်းမှာလုံးဝရှုံးဝဲမရှိတော့တော်တော်ကြပြီအဲ့ Villa ကမှပြန်ပြီးရှုံးသွားအဲ့ပွဲမှာသူတို့ရဲ့ကစားပုံကလည်း Villa ရဲ့အောက်မှာရောက်နေကြလို့ကိုခံစားရတယ်အဲ့တော့ City ရဲ့လက်ရှိအနေထားကိုညီလေးအမြင်လေးပြောပါဦးဟုတ် စီးဒီနဲ့ပတ်သက်ရင်တော့ကျွန်တော်ရာသီအစတော့ကနည်းနည်းညှော်လင့်ချက်ထားခဲ့တဲ့အထဲမှာပါတယ်သူတို့ချန်ပီယံအတွက်လောက်အထိပေါ့ဘာလို့လဲဆိုတော့အဲ့ဒါအသင်းကြီးရဲ့လူဖြည့်တဲ့အင်အားနဲ့မဆိုင်ဘူးပေါ့နော်ဟုတ်အဓိကနီးပြကြအောင်ဘာလို့လဲဆိုတော့ဂွာဒီယိုလာကိုလည်းသိတဲ့အတိုင်းပဲလိဟိုအမှတ်ပေးတိုက်တယ်သူကနှစ်နှစ်ဆက်တိုက်ဘယ်တော့မှ လက်လွတ်လေးတော့မရှိဘူးဒါတော့သူ့ရဲ့နီးပြအစင်လာပေါ့သူတနစ်မရရင်နောက်တနစ်ကတော့သူကမ်ဘက်ပြန်လာလိမ့်ရှိတယ်ဒါပေမဲ့ရာသီစတဲ့အချိန်မှာကြီးလိုက်ရတဲ့လောက်တော့မန်စီးတီးဒီဂွာဒီယိုလာကဘလို့နီးပြပဲဖြစ်ဖြစ်ဒီလူစင်းရဲ့တော့ပရီးမီးယားလိဂ်ဘလာကိုယူဖို့တော့နည်းနည်းခက်ခဲဦးမဲ့သဘောမှရှိတယ်ပြီးတော့သူကိုယ်တိုင်လည်းသူ့ရဲ့အရင်ပြီးခဲ့တဲ့ generation တက်တုပ်ကိုဟိုနေရာဖြုတ်ဒီနေရာတက်အဲ့လိုမျိုးနဲ့ပြန်ပြီးတော့တခုချင်းစီပြန်လုံနေရတဲ့ပုံစံလေးတော့နည်းနည်းရှိတယ်အဲ့တော့မန်စီးတီးကအော် ပွဲစဉ်နှစ်နဲ့သုံးပါရှုံးပြီးသွားတဲ့အချိန်မှာပွဲစဉ်လေးနောက်ပိုင်းကနေပြိုင်ပွဲစုံမရှုံးတော့ဘူးဟိုခုနပြောသလိုဗီလာနဲ့ပွဲကြမှာတို့ဒုက္ခရောက်ပါအဲ့ဒါဘာတိတာွားလဲဆိုတော့အဓိကတော့ကိုသမတော်နာရောမှာပေါ့တော်နာရောမှာရောက်လာပြီးတဲ့အချိန်မှာမန်စီးတီးကရှုံးပွဲလုံးဝမတွေ့တော့တဲ့အထိကိုတော်တော်လေးကောင်းသွားတဲ့အနေအထားမဖြစ်တဲ့ဒါအာဆင်နယ်ဆိုနိုင်လူနိုင်ခင်အထိနောက်ဆုံးမိနစ်အထိကိုတို့ဖြတ်သွားသေးတယ်ပေါ့ဆိုတော့မန်စီးတီးကကန်ဆယ်ပိုင်းတည်ငြိမ်လာတာနဲ့အမျှပို့ပြီးတော့တိုးတက်လာတဲ့သဘောမှရှိရပြီးတော့နောက်တစ်ချက်ကျွန်တော်ဘာသတိထားမိလဲဆိုတော့ဂွာဒီယိုလာသည် အရင်တော့ rotation အရင်လုပ်တဲ့နီးပြအမျိုးအစားတွေမှာပါတယ်သူဒီနီးစနစ်ကိုအရင်အပြောင်းလဲလုပ်တယ်သူ့မှာအဲ့လို key player ဆိုတာတိတ်မရှိတော့ဒါတော့ပဲပေါ့အဲနည်းနည်းကစားသမားတယောက်နည်းနည်းလေးကောင်းပြီဆိုရင်သူက bench တွေပါပြန်ပြီးတော့ပို့လိုက်တဲ့အစင်လာမရှိတယ်ဒါပေမဲ့ဒီ Manchester Derby မှာနိုင်သွားတဲ့လူစင်းကိုဆိုရင်သူကသုံးပွဲဆက်တိုက် ဘာအပြောင်းလဲမှမလုပ်ပဲနဲ့သူတုံးတယ်မန်စီးတီးရဲ့ဂျာယက်ကနာပိုလီရဲ့ပြီးတော့နောက်တစ်ပတ်ပွဲစဉ်ပေါ့အဲ့တော့ဂွာဒီယိုလာလိုနီးပြတ်မျိုးကတူညီရဲ့၁၁ယောက်ကိုတပတ်အတွင်းမှာ၃ပွဲဆက်တိုက်ပွဲထုတ်တယ်ဆိုတာဒါကျွန်တော်တို့တော်တော်မြင်ရခဲ့တဲ့ဟာပေါ့အဲ့အဲ့ဒါကိုကြည့်လိုက်လို့ရှိရင်သူကအရင်တော့ကလိုမျိုး rotation လောက်တာမျိုးလဲဒီရသည်သူသည်တည်ငြိမ်မှုကိုပို့ပြီးတော့အသားပေးပြီးသွားမယ်ပေါ့နော်လူစရင်ရောအရင်လိုသူ့ပုံစံတိုင်းတိတ်အပြောင်းလဲလောက်တာမျိုးမဟုတ်ဘဲနဲ့အကောင်းဆုံး၁၁ယောက်ကိုသူရှာဖွေဖို့အတွက်ပိုဦးစားပေးသွားနေရလို့ကျွန်တော်မြင်ပါတယ်ဟုတ် နောက်ဆုံးရှုံးခဲ့တဲ့ပွဲမှာအဓိကနည်းနည်းလေးပြောချင်စရာဖြစ်တာသူ့ရဲ့ DM နေရာပေါ့နော်ဒီအနေအမှာရူဒီဒိုင်ယာနည်းနည်းရနေတဲ့အချိန်မှာရိုင်းဒါကိုပြီးခဲ့ပွဲသုံးသွားတယ်ပေါ့နော်ရိုင်းဒါကိုသုံးပြီးတော့ကိုလိုကိုဘာချစ်တို့ဒီပါလေဒီကိုကွန်ဆာလက်တို့ပြန်ကောင်းလာတာကိုမသုံးပေါ့နော်မသုံးဆိုတဲ့အနေထားမှာနည်းနည်းလေးတော့အကွန်းလယ်မှာနည်းနည်းဟန်ချက်ဖြစ်တယ်နောက်ပြီးတော့ဆေးဖာလည်းနည်းနည်းလေးအရွယ်လေးကျလာတယ်ဒါတွေကတော့မန်စီးတီးရဲ့ဒီနည်းနည်းလေးဒီရသည်အဆင်မပြေဘူးနောက်ပြီးတော့ဟာလန်ပေါ့မိခိုမှုကြီးအရန်ကြီးနေရပေါ့တော့ညီလေးရောအဲ့ပုံမှာအဲ့ ဘယ်လိုမြင်လဲပေါ့ဟုတ်ကွင်းလည်းမသုံးတာကတော့ဒါကွာဒီယိုလာမမှတ်သေးဘူးလားလို့ပြောရမယ်ဒီရမ်မမသုံးပဲနဲ့သူချယ်ဆီနဲ့ချန်ပီယံလိဖိုင်နဲ့ပါလဲဒါပေးဆက်ခဲ့ရပြီဆိုတော့ကျွန်တော်တို့ DMF တယောက်ပါတဲ့ကစားဟန်ပူလိုက်တယ်လို့ထင်တယ်ဒါပေမဲ့ तू ကလည်းအနီးပြဆိုတော့တခါလေကြာရင် तू ကအဲ့လိုအကွက်ဆန်းနေလေလောက်တတ်တယ်ပေါ့နော်အဲ့နောက်တစ်ချက်ကအဲ့လိုမျိုးဆိုတော့နီကိုကွန်ဇာလက်ကလည်းကစားသမားရဲ့ player အရလည်းနည်းနည်းလေး Man City panic ဖြစ်ပြီးတော့ဝယ်လိုက်တဲ့ပုံစံမျိုးပေါ့နော်အရင်ကောင်းတဲ့ player လို့ကျွန်တော်က ိတ်တော့မခံစားအောင်သူသူကသူပေါ်တူဂီလိမာအဆင်ပြေတယ်ဆိုတော့လောက်ပဲပေါ့နော်ဥမာရိုဒရီနဲ့ကြာတော့ gap ကအရန်กว่าနဲ့အဲ့ဒါကြောင့်လဲသူကိုယ်တိုင်လည်းတအားကြိုက်တဲ့ဟို feeling မျိုးတော့တိတ်တော့မရအောင်ပေါ့နော်နီးပြရလဲအဲ့တော့ coverage ကိုမတုံးတာကတော့လေဒါသူ့ရဲ့ဆုံးဖြတ်ချက်ပေါ့အဲ့တော့ Guardiola က तू ကအဓိကကွင်းလဲ Rangers နဲ့ပဲတည်ကျင်တဲ့ပုံစံမျိုးတော့တွေ့ရတယ်ပြီးတော့ဟိုပြောရလို့ Bernardo Silva လည်းခြေစမ်းကြတယ်အဲ့တော့ City ကတော့ဒီ De Bruyne ရဲ့ gap ကိုဖြည့်ဖို့ ဒီ brine နဲ့ rodri ပေါ့နှစ်ယောက်စလုံးရဲ့ gap ကိုဖြည့်ဖို့အတွက်တော့အချိန်ပြန်ယူအောင်မထင်နဲ့။အမချာကီတို့ဘာလို့ကောင်းနေဆိုပေမဲ့လည်းအဲ့လောက်ဒီလင်းလင်းမြန်မြန်နဲ့တော့ဒီ brine တို့နေရာကိုအစားထိုးမဲ့ပုံစံတော့မတွေ့ရဘူး။ဒါပေမဲ့ခုနပြောတဲ့တိုက်ဆက်မှာကြတော့နည်းနည်းလေးအားသာတာ fordan တို့ doku တို့ကတော့ဒီရသည်နည်းနည်းလေးပြန်ကောင်းလာတဲ့သဘောမျိုးတွေ့ရ seven new ဆိုလည်းနောက်ပိုင်းမှာအဆင်ပြေတယ်။အဲ့တော့ harland ပေါ့ miko ရဲ့ဟာကတော့အဲကျွန်တော်ထင်တယ်ပြဿနာရှိမလားဆိုရင်တော့ဟိုကြီးကြီးမားမားပြဿနာတော့ကျွန်တော်သိတော့ မထင်ဘူးပေါ့နော်ဘာလို့လဲဆိုတော့ဟာလည်းတော်တော်ကောင်းတယ်တော်တော်ကောင်းလဲဆိုတော့သူ့ရဲ့ golden မှတ်တမ်းတွေอ่ะတကယ်ပါတကယ်ဟုတ်တယ်လုံးဝဘာမှစိတ်ပူစရာမလိုပဲねအရင်တော့ဆိုကျွန်တော်ပြောကြတာလीအာဒီ brand ရှိနေလို့တကယ်ပါဒီကောင်အဆင်ပြေတာဒီ brand ဒီ brand လို့ဖန်မိမဲ့ကောင်ရှိလို့ဆိုတာမရှိတော့လဲသူကသူ့ဟာသူဂျင်းတဲ့ချက်ထဲကနေရအောင်လို့သူလုံနေရပဲပေါ့ဥမာဟာလန်ဆိုကျွန်တော်ကအကောက်စားပဲတကယ်ပါ bounce တဲမှာပဲနေရယူတတ်တာလို့ တော်တော်များများမြင်ကြပြီမဲ့တကယ်တော့ဟာလန်အိုက်တဲ့အများကြီးပိုတဲ့ striker တယောက်ပါတဲ့မှာအာဆင်နယ်နဲ့နေမှာဆိုနောက်တီဆင်းတယ်သူသူပြေးထွက်သွားတဲ့ပုံစံလေးဆိုရင်ဒါတော်တော်လေးအဆင်နှမ်းမြင့်တဲ့ striker ထဲမှာပါတယ်အဲ့တော့ဟာလန်လုံတိုက်စစ်မှုရှိနေရင်တော့မိခိုတာတော့မိခိုရမှာပဲပေါ့လို့ဆိုတော့တခြားကစားသမားတွေရာလေ gap ကအရန်กว่าနေတဲ့အတွက်ဟာလန်ကိုထိန်းချုပ်ဖို့ဆိုတာလည်းကျွန်တော်ထင်တယ်ကောင်းလာပါတယ်ဆိုရင်အာဆင်နယ်ခံစက်တောင်မတိန်နိုင်ခဲ့တော့ဂျန်နေလူတွေလည်း ထိနိုင်ဖို့မလွယ်ပါဘူး။ United နဲ့တွေ့ရလဲကိုးသွင်းတာပဲ။ Arsenal နဲ့တွေ့ရလဲကိုးသွင်းတာပဲဆိုတော့ Haaland ကတော့အသင်းပါဖြစ်ဖြစ်သူကတော့တွင်းနေအောင်ပါပဲ။ Haaland ကဘယ်လိုပြောမလဲညီလေးပြောခဲ့လို့ပေါ့နော်။နောက်ထပ်ဆင်းပြီးတော့ link up play တွေရော bit up play တွေဟောပြန်ပါလာတဲ့ဟာမျိုးလေးတွေ့ရဆိုတော့ဒါ Haaland အရင်ဟိုသူကောက်စားတဲ့အများကြီးပူတယ်။အကိုလည်းအဲ့လိုပဲမြင်တယ်။အများကြီးလှုပ်တတ်တယ်။အသင်းမှာသူအများကြီးလက်ပေးဆက်ကစားတယ်။သူဂိုးမသွင်းနိုင်ခဲ့တဲ့ပွဲကဒီ Spurs နဲ့ ပွဲမှာဂိုးမသွင်းနိုင်ခဲ့ဘူးနောက်ထပ်ပွဲရသည်ဗီလာနဲ့ပွဲမှာဂိုးမသွင်းနိုင်အဲ့နှစ်ပွဲစီတီကဂိုးမရဘူးကျန်တဲ့ပွဲတွေ तू ဂိုးသွင်းတယ်ပွဲတိုင်းအကုန်ဂိုးသွင်းတယ် तू လေယူစင်နော်ဝေးမှာလည်းပွဲတိုင်းဂိုးသွင်းတယ် तू ဒီအသည်မှာအရန်ကိုခြေစွာနေရပါတော့ဟာလန်ကလုံးဝဟိုအရန်ကောင်းတဲ့ယာသည်တစ်ခုဒါဘောလုံးတော်မှန်းလို့ရတဲ့ဒီကစားသမားတဦးပေါ့နော်ဒါမှမဟုတ်လေမန်စီးတီးအခြေအနေကောင်းလို့လေခုနကညီလေးထောက်ပြခဲ့လို့အကိုလည်းလက်ခံတယ် ကွန်းလယ်ရဲ့ gap ပေါ့အဓိကတော့ rodri နဲ့အဲ့ de bruyne ရဲ့အေဟာခွက်တွေကိုဖြည့်ဖို့တော့ man city walkless ဒီ midfielder တော့လူမယ်လို့အကိုလည်းထင်တယ်ပေါ့နောက်တော့ဒီ rodri ကြတော့လေ ac ရဲ့တန်ဟန်ကကြာအရန်ကြီးတယ်ပုံမှန်ကစားသမားတယောက်ကတကယ်ပြန်ရလာဘူးပုံမှန်ခြေစွမ်းတွေပြန်ရလာဘူးဆိုတော့အရန်ခက်ခဲတယ်ပေါ့နော်အဲ့တော့တစ်ဖက်ကိုသွားကြရအောင်အဲ့တော့ဘုံဘောက်ဘုံဘောက်ကတော့အရန်ကောင်းတယ်လက်ရှိအစ်စ်နှစ်ထိရောက်နေရပေါ့နော်အဲ့တော့ဘုံဘောက်ရဲ့လက်ရှိအနေအထားပြုပြင်ပြောင်းလဲမှုတွေအများကြီးကြားရတဲ့အရော်လာဒီလောက်ထိလုံးပြနိုင်တယ်အောင်ဒီနေ့ဘယ်လိုထင်လဲ တော်တော်ကြီးကျူးပါတယ်ဒါကပြောလို့ glassnar တို့ဟို eriola တို့ဆိုတာတကယ်မိုးတစ်ခုတည်းကသူတို့ level 2နီးပြားရလို့ပြောလို့ရတယ် glassnar ကတော့ super class cv လေးပို့ကောင်းတယ် eriola ဆိုလဲဒါတကယ်တော့သူ balkan တို့ကနေရောက်လာတဲ့အချိန်မှာဆိုသူ့ကို အရင်ဝိုင်းဆဲကြတဲ့ဟာတွေရှိတယ်တဲ့အဲတုန်းကနီးပြဘုံမောက်နီးပြ Gary O'Neil ကိုထုတ်ပြီးတော့သူ့ကိုခန့်တော့အာသူလဲပွဲဆက်တွေရှုံးအဘာလို့ဘယ်ဖလကန်လုံးကနီးပြကိုခေါ်တာလဲ Gary O'Neil ကိုထုတ်တဲ့အပေါ်မှာမကြည်မနဲ့ပဲမကြည်မနဲ့ဖြစ်ကြတာပေါ့ဒါပေမဲ့ तू ကကြတော့အဲ့လို Glasner နဲ့မတူတာ Glasner ကကပ်ကိုအသားပေးပြီးတော့ तू က League ကိုတော်တော်လေးအသားပေးရဲ့နီးပြထဲမှာပါတယ်လို့ကျွန်တော်မြင်တယ်အဲ့တော့ဒီရာဒီကတော့တကယ်ကိုမထင်တာပါဘူးဆိုတော့နောက်တန်းတစ်တန်းလုံးက ဟိုမနစ်ကဆိုယုံခါလိုက်တဲ့ပုံစံလိုမျိုးဟိုဆန်လည်းထွက်တယ်ပြီးတော့ PSG ကိုဇာဘာဇာဘာနော်သူတို့သူလည်းထွက်တယ်ကာကက်ဆိုလည်း Liverpool ကိုထွက်တယ်ဂိုးသမားကလည်းဟိုဟာအသင်းပြောင်းသွားတယ်ဆိုတော့ကက်ပါလည်း Arsenal ကိုပြောင်းသွားတယ်ဆိုတော့ဟိုဆန်နေနောက်တန်း၄ယောက်နဲ့ဂိုးသမား၁ယောက်မှာ main ၄ယောက်ကထွက်သွားတယ်ဆိုတော့တုံတန်အသင်းတော့ဘယ်လိုမှဟိုပြန်လာဖို့ဆိုတာမလွယ်ဘူးဒါပေမဲ့သူတို့ဆက်မင်းညိုးကိုတော့ရအောင်ထင်သွားပြီးတော့ဆက်မင်းညွဲ့အားနဲ့ပဲထပ်ပြီးညှက်ထုတ်တာပါပြီးတော့ရှေ့တန်းဆိုလဲဟိုဥတာရာတို့ပါလို့ဆိုရင် brand food ကိုပြောင်းသွားတဲ့အနေအထားဆိုတော့ရှိတဲ့လူနဲ့ပဲရအောင်လို့ဒီအဆင့်ဒီဆွဲခေါ်လာအဲပွဲစဉ်တစ်တခုပဲရှုံးတယ်ပွဲစဉ်ဒီလီဗာပူးကို4-2နဲ့ရှုံးပြီးကြတဲ့တော့ရှောက်မရှုံးတော့ဘူးဟုတ်တယ်တဲ့ပါတော့ရှောက်ရှစ်ပွဲလုံးမရှုံးတော့ဘူးဆိုတာတော်တော်လေးလေးစားဖို့ကောင်းတယ်မှတ်တမ်းလို့ပြောရမှာပေါ့နော်ဆိုတော့ဒါဒီကြားထဲမှာစပါကွင်းမှာနိုင်လာတာတော့ဘာလို့ဆိုတာဒါနီးပြအောင်အများကြီး credit ပေးရမယ်ဟာမျိုးတွေပေါ့ ဆိုတိုက်စစ်ကဆို even စင်တာနဲ့အချိန်မှာ crew b ဆိုရဲကောင်းလဲ16နှစ်ပဲရှိသေးတယ်ပြင်သစ်ကအခြေစမ်းနေပြကိုရီတွန်နဲ့ clive justin clive ရှိတယ်ဆမ်မီညိုကလည်းအတောက်ပြောင်းသွန်လက်ရှိ premier league မှာတော်တော်တောက်ပြောင်းနေတဲ့ စားတော့မှတကယ်ကိုသူ့ရဲ့ brand တိုင်းရောင်းနေတဲ့အချိန်ပဲဒါဆင်မင်ညိုကအကိုလုံးဝကိုသူ့ကြည့်နေရတာကိုသူ့စီရောင်းတခုခု လုတ်တော့မယ်ဆိုတဲ့ feeling မျိုးကိုပေးနေတာပေါ့နော်အဲ့ဒါကြီးကတော့တော်တော်ကျဲတယ်ပေါ့ဆင်မင်ညိုကဒီခြေစွမ်းထိန်းထားနိုင်တော့မဆိုးဘူးပေါ့နော်ဆင်မင်ညိုကနောက်ပြီးတော့ Tavania တို့လှင်မြန်တဲ့ဒီတိုက်စစ်တွဲလုံးနေရှိတယ်ပေါ့နော်အဲ့တော့သူ့လုံးက short တက်လို့မရဘူးကိုယ်လည်းမှ Adam တို့ Scott တို့ကအဲ့လောက်ကြီးမဟုတ်ပဲနဲ့အသင်းရဲ့ဒီ balance တွေတော့ရောင်းအောင်ထိန်းတယ်အဲ့တော့ fluidity fluidity ပေါ့နော်ဒီဖြစ်တဲ့အသင်းဆိုတော့ဒါအကိုတို့ကဘုံမောက်ကိုအရင်လည်းမျိုး ထုတ်ပြလို့ရတယ်အရန်ကိုသူ့ရဲ့ကစားပုံလေးကအဲ့လိုမျိုးလေးရှိရောနောက်ဆုံးခုနပွဲလောက်ထင်တယ်ကိုတည်းနဲ့မရှုံးသေးဘူးအဲ့တော့ဒီပွဲမှာရောမန်စီးတီးကိုဘယ်လိုရင်ဆိုင်သွားမယ်ထင်တယ်သူ့ရဲ့ပုံစံတိုင်းလေးပဲသွားမယ်ထင်လားနောက်ဟိုဘယ်လိုပြောမလဲဘယ်လောက်ထိခက်ခဲအောင်လုပ်သွားနိုင်မယ်ထင်တယ်ဟုတ်ဟုတ်အများကြီးတော့ခက်ခဲမယ်လို့ကျွန်တော်ထင်တယ်မန်စီးတီးကဟုတ် Aston Villa နဲ့နေမှာအဝေးဝင်းတို့ဟိုအခုခုနပြောသွားသလို Villa ကတော့ပိုကောင်းတယ်ဆိုတော့5မျိုးရတဲ့အထိ ခြေစွမ်းဖြစ်သွားတယ်ပေါ့အဲ့တော့အိမ်ငွင်းဖြစ်တဲ့အတွက်ပြန်လာမယ်လို့တော့ယူဆထားကြပြီမယ်ကျွန်တော်ထင်တယ်ဘုံမောက်နဲ့ကဟိုအရင်ကြီးတော့ခြင်မနေဘူးပေါ့ဘုံမောက်ကလည်းတဲ့ပြီးတော့မန်စီးတီးကအဲ့လိုမျိုးလေးတွေနည်းနည်းတိုက်ဆက်အသားပေးတဲ့အသင်းတွေနဲ့တစ်ခါလေသူတို့အိမ်ငွင်းမှာတွေ့ရင်ဒုက္ခနည်းနည်းရောက်တတ်တဲ့ဟာမျိုးရှိဥမာ Brandfull နဲ့အရင်နှစ်တည်းတော့တွေ့လို့ရှိရင်သူတို့အိမ်ငွင်းမှာရှုံးသွားတဲ့ဟာမျိုးလေးရှိတယ်အဲ့တော့အခုလက်ရှိကတော့သူတို့ခန်ဆက်ကဒေါ်လာရောမှာရောက်လာတဲ့အချိန်မှာ strong ဖြစ်တယ်ဒါပေမဲ့ဘုံမောက်ကကစားဟန်အရာဆိုရင်ဟိုမန်စီးတီးကို ဟိုအဝေးကွင်းဖြစ်နေပေမဲ့လေသူတို့ရဲ့အဲ့ transition မြန်မြန်ဆန်ဆန်သွားပြီးတော့ကောင်တာတွေကနေဒုက္ခပေးတဲ့ပုံစံစီးပြီးဒုက္ခရအောင်မထင်တယ်ဒါပေမဲ့တစ်ဖက်မှာလည်းဟာလဲလို့ရှိတော့ကျွန်တော်ကြည့်ရမှာပေါ့ဒါပေမဲ့ကျွန်တော်ကဘုံမောက်ဒုက္ခပေးနိုင်အောင်မယ်လို့ထင်ပါတယ်ဟုတ်တယ်အဓိကထိတ်ထိတ်လေးစုံမှုကြည့်ရင်တော့ဘုံမောက်ကပြီးခဲ့တဲ့ရာသီကဒါအိမ်ကမှ2-1နဲ့နိုင်ခဲ့တဲ့တပွဲပဲရှိရနောက်ဆုံး16 18ပွဲလောက်မှာပွဲတော်တော်များများရှုံးထားတာပေါ့နော်အကုန်လုံးနှိပါပါပဲအဲ့တော့ ထိတ်တိုက်တွဆုံမှာတော့အသာမရဘူးလက်ရှိဘုံဘုံရဲ့အခြေအနေကတော့ဂိုးရဖို့ကတော့တိတ်မခတ်ဘူးပေါ့နော်အဲ့တော့အကိုကလည်းဒီဘွဲမှာမန်စီးတီးလည်းတော်တော်ခက်ခဲကစားမယ်လို့ထင်တယ်အဲ့တော့ final ပေါ့နော်ဒီမန်စီးတီးကဒီဘွဲပြီးရင်ဒေါ်မွန်နဲ့ဒီချန်ပီယံလိဂျားရက်ကန်ရမယ်အဲ့တော့ရလက်လေးဘလို့ဖြစ်လာမလဲညီလေးနေတော့ဘလို့ခံမှန်းချက်လေးလုပ်ပေးကြတယ်ဟုတ်မန်စီးတီးကတော့နိုင်ပါပါဒါပေမဲ့အဲနှစ်သိန်းရဲ့ဂိုးကွာစားချက်ကျင်းမယ်လို့ထင်တယ်ဥမာ2 1 3 2ပေါ့ဒီလိုပုံစံမျိုးဖြစ်မယ်လို့ထင်တယ်ဟာလန်လည်း ကိုရအောင်ပါပဲ။ဘာလို့ဆိုဘုံပေါက်ကလည်းတအားကြီးခံစက်ကတော့အရင်ကောင်းတဲ့အထဲမှာမပါဘူး။သူကတိုက်ဆက်အားပြုတဲ့အသင်းဖြစ်တဲ့အတွက်နှစ်သင်းအပြန့်အလှန်ဂိုးတွေများပဲ။2132လောက်နဲ့မန်စီးတီး နိုင်ဝမ်းမယ်လို့ထင်ပါတယ်။အကူလည်းအဲ့လိုမှန်းနေပေါ့။ဘာကြောင့်လဲဆိုတော့ Premier League ရဲ့ဒီအော်စနေတနင်္ဂနွေနေ့ပါဒါ17တားရေပွဲထုတ်ထားတယ်ဗောနော်အဲ့လိုပွဲတွေမှာအကူ entertainment ကိုမြင်ရလေးရှိတယ်ဗောနော်ဘာဖြစ်လို့ဆိုတော့ဒါ Premier League ရဲ့ပုံစံလေးပေါ့သူတို့ကတပွဲဒီနောက်ဆုံးထုတ်လိုက်ပြီးရှိမှာပွဲတွေအများကြီးပြီးတော့ဒီလိုပွဲတစ်ပွဲကိုလူတွေအကုန်လုံးကစောင့်ကြည့်မဲ့အချိန်မှာဒီပွဲယူပြင်းပြပြင်းရဲ့ဟာမျိုးကြီးဖြစ်သွားတာရှားတယ်တကယ်ထုတ်ကန်ကြတယ်ညှက်ကန်ကြတာမျိုးပြောချင်တာပြောချင်တာအပေါ်မောက်လက်ရှိနေထားကလည်း Man City ကို မရှင်းမကန်နိုင်တဲ့ဘာကြောင့်မှမရှိဘူးကိုကတေချာရောရောက်မှာအကိုလည်းဒီဘက်မှာအကိုကတူးတူးလောက်ဖြစ်မလားလို့ခံမှန်းနေနိုင်မယ်ဆိုရင်တော့လေမန်စီးတီးပါပဲဒါကတော့ညင်းလို့မရဘုံမောင်နိုင်သွားမယ်လို့တော့လေအကိုလည်းမပြောရဲဘူးပေါ့နော်ဒီလောက်ကြီးတော့လေမဖြစ်နိုင်ဘူးပတ်လည်းဖြစ်နေတော့ဂွာဒီယိုလာကိုလည်းအဲ့လောက်ကြီးကျွန်တော်အကိုလို့ရှော့တော့လို့မရဘူးပေါ့နော်အဲ့ဂွာဒီယိုလာရဲ့ပြင်ဆင်ပြောင်းလဲမှုတွေတွေ့လာနိုင်တယ်ဆက်ပီးစ်လေးတွေကိုညံသုံးလာမလားဆိုတော့မျောလင်းချက်တွေတော့မသုံးလို့ထင်ပါတယ်ခေါင်းရမ်းမာဆိုတော့လေ အဲ့ဒါလေးတွေလည်းဟိုအခုအဲ့ topic လေးတွေတသက်ပြောရမှာထင်တယ်အဲ့တော့အဲ့ဒါလေးတသက်ပြောတော့အဲ့တော့ဒီပွဲကိုဘလူးရလက်ထပ်ပြောမယ်တူတူချင်းနေပဲဒါဆုံးသက်လိုက်ဟုတ်ကဲ့โอเคပါဒါကျွန်တော် sports corner ရဲ့ preview စစ်စစ်ဖြစ်ပါတယ်တင်းငွေမှာရှင်းပြရင်မဲ့အကျိတ်နေပွဲကြီးပွဲကောင်း Manchester City အသင်းနဲ့ဘုံမောက်အသင်းတို့ရဲ့ပွဲစဉ်ရှိပါတယ်အဲ့တော့ ကျွန်တော်တို့စောင့်ကြည့်ရင်းခုံရင်းနဲ့ကျွန်တော်အစီအစဉ်ဒီမှာပဲညံလာရပါတယ်ကြည့်ပေးကြတဲ့ညီကိုတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ပြီးအားပေးလို့ရပါတယ် Facebook page လေးမှာလည်းကျွန်တော်တို့ like လေးတွေပြုလုပ်ပေးခြင်းဖြင့်ကျွန်တော်တို့ဝန်ရံကူညီလို့ရပါတယ်ဆိုတော့ကျွန်တော်တင်တင်းကောင်းပါလို့ပါတယ်ကြည့်ပေးခဲ့တဲ့ဒါညီကိုတယောက်ချင်းစီတိုင်းကိုကျွန်တော်တို့အဖွဲ့သားအားလုံးကကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ